ုံဖုံကိုတကာလေးတယောက်ကလာရောက်ပြီးတော့မှရှောက်ထားတယ်ဖုံဖုံရေတဲ့တပည့်တော်ရဲ့ချစ်လာစွာသောညမလေးတယောက်ဆုံးပါသွားတယ်ဖရာတဲ့မနာမကြမ်းဖြစ်လို့ပဲဆုံးသွားတာလားဒါမှမဟုတ်တခြားပုဂ္ဂိုလ်တယောက်ယောက်ကတတ်လိုက်တာများလားတော့မသိဘူးဖရာတဲ့အဲ့တော့ကိုယ့်ရဲ့လက်ပေါ်မှာကြီးပြင်းခဲ့တဲ့ဟောဒီညမလေးကြောင့်တပည့်တော်အယံကိုပူဆွေးငိုကြွေးနေရပါတယ်ဖရာတပည့်တော်ကိုတရားရည်အမြိုက်စည်းလေးတိုက်ကြွေးတော်မူပါအောင်လို့လာရောက်ပြီးတော့မှရှောက်ထားတယ်ပေါ့နော် ဖဘုံတို့ပုထုဇဉ်လူသားတွေဟာကိုနဲ့မသိတဲ့လူတွေကိုနဲ့မခင်တဲ့သူတွေကိုတန်ရောစဉ်မရှိတဲ့သူတွေကိုမချစ်ခင်မနစ်သက်တဲ့သူတွေတည်ကြကြည်ကြတာတွေအများကြီးရှိပါတယ်။ဘာခံစားရလဲဘာပူဆွေးရလဲဆိုတော့ဘာမှပူဆွေးငိုကြွေးရတာတွေမရှိပါဘူး။ကိုယ့်ရဲ့အနီးနားမှာရှိတဲ့ကိုယ့်ရဲ့ရွှေမျိုးတွေကိုယ့်ရဲ့ညီကိုမောင်နှမတွေကိုယ့်ရဲ့ဖေတွေအမေတွေတည်ကြပြီကြည်ကြပြီပျက်စီးကြပြီဆိုရင်တော့ အရန်ကိုဝမ်းနေပူဆွေးငိုကြွေးကြပါတယ်အရန်ဟိုသူများတေတာထက်ကိုပို့ပြီးတော့ခန်းစားရတာပေါ့နော်ဒါကလူမလားဆိုတော့မဟုတ်ပါဘူးဖုံးကြီးတွေလည်းအတူတူပဲပေါ့နော်အဲကြောင့်မို့တေမင်းဆိုတာ ကိုယ့်ရဲ့အနီးနားလေးမှာရှိပါတယ်ကိုယ့်ရဲ့အနီးနားလေးမှာရှိပါတယ်ယောက်ျားတယောက်ပြောသလိုပဲရှင်မကြီးတဲ့တခိုးကဒိုးအိမ်နားကိုတဖြည်းဖြည်းနဲ့ကတ်လာပြီဆိုတဲ့စကားလိုပဲတင်မင်းကလည်းပဲကိုယ့်ရဲ့အနာကိုတဖြည်းဖြည်းနဲ့ကတ်လာတဲ့သဘောပါပဲ။ အချိန်နဲ့ဒီရေလူကိုမဆောင်ဆိုတဲ့စကားပဲစကားလိုပဲပေါ့ဘုံဘုံတို့တွေကို နော်စက္ကန့်မှမိနစ်မိနစ်မှနာရီနာရီမှရက်လအစသဖြင့်တဖြည်းဖြည်းနဲ့ဝါမြိုနေတာပါပဲတေမဲ့ဘက်ကိုတဖြည်းဖြည်းနဲ့သွားနေကြရတာပါပဲအဲ့တော့လူတွေတေကြတယ်ကြေကြတယ်တချို့ကလည်းအသက်တန်းစီနေသွားရတယ်တချို့ကလည်းအသက်တန်းမစီပဲနဲ့နော်အရွယ်ကောင်းတော့မှတေသွားကြတယ်တချို့ကလည်း အဲမမွေးခင်ကတည်းကဘိုက်ထဲမှာသေတဲ့လူတွေလည်းရှိပါတယ်။ဒါတွေဟာကံစားစရာအလိုကြအတိုင်းပဲဖြစ်ကြတာဖြစ်ပါတယ်။မြတ်စွာဘုရားလက်ထက်က ကောင်းကင်မှာပြန်နေတဲ့ကြီးကန်းတကောင်ဟာကောက်ရိုးမိကွန်းစွပြီးတော့သေရတယ်။ဟောဗျာကောင်းကင်မှာပြန်နေတဲ့ကြီးကန်းကကောက်ရိုးမိကွန်းစွပြီးတော့သေရတယ်ဆိုတော့ဖြစ်နိုင်ပါမလား။ဖြစ်နိုင်ပါတယ်။သူလုပ်ခဲ့တဲ့အကုသိုလ်ကြောင့်သူသေရတာဖြစ်ပါတယ်။နောက်လေတကြီးကတော်ဟာဆိုရင်လည်းပဲလေစည်းရင်နဲ့ လေဘင်းကိုဂဲဆွတ်ပြီးတော့မှ ရေထဲကိုတွန်းချခံရတယ်ဒါနဲ့ပဲဆုံးပါသွားတယ်ပေါ့နော်အဲ့တော့ရဟန်းတော်ခုနှစ်ပါးဟာလည်းပဲလိုင်ကူထဲမှာပိတ်မိပြီးတော့အစာရေစာငတ်ပြတ်ပြီးတော့သေမလို့ဖြစ်တယ်ပေါ့တုတ်ပါဗုဒ္ဓရှင်ဘရင်ကြီးဟာလည်းပဲမြေမျိုးခံရမှကြောက်လို့သေရမှကြောက်လို့ဆိုပြီးဘုံခုနှစ်ဆင်းမြင့်တဲ့အရာမှတက်ပြီးတော့မှနေပါတယ်ပြောရရင်တော့သေမင်းကိုရှောင်ပုံးတာပေါ့နော် ဘလောက်ပဲသင်မင်းကိုရှောင်ပုံးပါစေသူသေးနေစေတဲ့နေ့မှာပဲအကြောင်းအမျိုးမျိုးဖြစ်ပြီးတော့တုတ်ပါဗုဒ္ဓကြီးဟာမြေမျိုးခံရတယ်တေဆုံးရတယ်နော်အဲကြောင့်မို့သူ့ရဲ့အာကုသို့ကံလို့ပဲပြောရမှာပေါ့သူတို့သူတို့တွေကိုဘသူကတတ်တာလဲလို့ဆိုရင်ဘသူမှသူတို့ကိုတွတ်တတ်တာမဟုတ်ဘူးသူ့ရဲ့ကံစားစရာကသူတို့ကိုညွန်ကြားပြီးတော့တတ်ဖြတ်လိုက်တာဖြစ်ပါတယ်ဆိုကြပါစို့အဲကောင်းကင်မှာပြန်နေတဲ့ကြီးကန်းဟာဘာဖြစ်လို့ မိခွန်းစွတ်ပြီးတော့တေးရတာလေလို့ဆိုရင်အမ်ဘဝတစ်ခုမှာသူကနွားကိုပေါ့နော်ယောက်ျားတစ်ယောက်အရင်ရှိတဲ့အချိန်မှာ နွားကို ကောက်ရိုးမိခွန်းစွတ်ပြီးတော့မိဆိုတတ်ခဲ့တယ်အဲ့ဒီအာဟုတုကံကြောင့်ပေါ့အခုကြီးကန်းဘဝမှာလာရောက်ပြီးတော့အဲ့ဒီအာဟုတုရဲ့ဆိုးကျိုးကိုခံရတာဖြစ်ပါတယ်လေတကြီးကတော့ဟာဆိုရင်လည်းပဲဘဝတစ်ခုမှာခွေးတကောင်ကိုတဲအိတ်ဆွဲပြီးတော့ရေထဲကိုတွန်းချခဲ့တယ်နှစ်တတ်ခဲ့တယ်အဲ့ဒီအာဟုတုကံကြောင့်ဒီဘဝမှာ ဒီဆိုးကျိုးကိုလာရောက်ပြီးတော့ပေးဆပ်ရတာဖြစ်ပါတယ်။နောက်ရဟန်းတော်ခုနှစ်ပါးဟာလည်းပဲဘဝတစ်ခုမှာဖို့တကောင်ကိုနော်တွင်းထဲမှာပိတ်တက်ခဲ့တယ်။အဲ့လိုပိတ်ခဲ့တဲ့အတွက်ဒီဘဝမှာသူတို့လည်းပဲလိုင်ကူတကားပိတ်ပြီးတော့မှအိုက်စာရီစာငတ်ပြတ်တဲ့အထိဒုက္ခခံရပါတယ်။နောက်တုတ်ပတ်ဗုဒ္ဓရှင်ပြန်အောင်ဆိုရင်လည်းပဲမြတ်စွာဘုရားဆွမ်းကကြွားတဲ့လမ်းမှာဆွမ်းကကြွားလို့မရအောင်အဲ့ရမူးအောင်တောက်ပြီးတော့ရှေးကနေပိတ်ပင်ခဲ့တဲ့ဓာစီခဲ့တယ် အဟံတာပြုခဲ့တဲ့အတွေ့ဒီတုပ်ပဗုဒ္ဓရှင်ပြန်ကြီးဟာလည်းပဲသူ့ရဲ့အကုသိုလ်ကြောင့်သူသိရတာဖြစ်ပါတယ်ဒီပုဂ္ဂိုလ်တွေကိုတခြားပုဂ္ဂိုလ်တယောက်ကလာတတ်တလားဆိုတော့မဟုတ်ပါဘူးသူ့ရဲ့ကံစားစရာရဲ့စိတ်ခိုင်းချက်ညွန်ခိုင်းချက်အတိုင်းပဲသိကြရတာဖြစ်ပါတယ်တင်မင်းကကိုယ့်အလဲကိုရောက်လာပြီဆိုရင် ရှင်တင်မင်းကိုလတ်ထိုးလို့လည်းမရဘူးတစို့ပေးလို့လည်းမရဘူးစစ်ခင်းလို့လည်းမရဘူးထွက်ပြေးလို့လည်းမရဘူးဂူထဲမှာပုံအောင်လို့လည်းမရပါဘူး တည်ချိန်ကြရင်တေကိုတေရတာဖြစ်ပါတယ်။နတ္တိမေဇုတာနာဂသမောတဲ့တေမင်းဆိုတာကိုယ့်ရဲ့အနီးနားမှာရှိတယ်တဲ့။ဝါပင်ကျူပင်ငပြောပင်တို့သီးလျင် မုတ်ချတေကြရာဤဆိုတဲ့စကားလိုပဲ။ဝါပင်သီးလာရင်အဲ့ဒီဝါအဲ့ဒီအသီးကြောင့်တေကြရတယ်။ပြည်ပင်တွေလည်းပဲသီးလာပြီဆိုရင်အဲ့ဒီအသီးကြောင့်တေကြရတယ်။ငပြောပင်ကလည်းပဲထို့တူပဲအသီးသီးလာပြီဆိုရင်အဲ့ဒီအသီးကြောင့်တေကြရတယ်။လူတွေလည်းပဲ တရဝါရီလည်းပဲထို့တူပါပဲကိုယ်ဆိုင်ပြောခဲ့တဲ့အသီးเนาะအကုသိုလ်အသီးတွေတီးပွင့်လာပြီဆိုရင်အဲ့ဒီအကုသိုလ်ရဲ့အသီးကြောင့်ကိုဟာပေကြကြည်ကြပျက်စီးကြရတာဖြစ်ပါတယ်အခုဒီတကားလေးလည်းပဲဒီကိုညညမလေးဆုံးပါသွားတာနဲ့ပတ်သက်လို့အရန်ကိုပူဆွေးငိုကြွေးနေရမှာပါဒါလည်းပဲအရန်ပူဆွေးငိုကြွေးနေစရာတော့မလိုပါဘူးဈေးမြက်ကိုတည်ရင်ပေါ့လေဒါငငယ်ရွယ်ရွယ်နဲ့ တေးရတယ်ကြည်ရတယ်ဆိုတာလည်းပဲဆောနာကပြောသလိုပဲသူ့ရဲ့အတိတ်ကံစားစရာရဲ့စိတ်ခိုင်းချက်အတိုင်းပဲတည်နေစီလို့တေးကြရတယ်လို့သဘောပေါက်တယ်ဆိုရင်အရင်ကြီးပူဆွေးငိုကြွေးစရာတော့မရှိပါဘူးပြောချင်တာကဩငါရဲ့အနီးနားကပုံကိုယ်တွေတယောက်ပြီးတယောက်ငါရဲ့အနာကထွက်သွားပြီတို့အနာကထွက်သွားပြီငါတို့လည်းပဲတနေ့ကြရင်သူ့လိုပဲထွက်သွားရမယ်ဘလို့ပုံစံမျိုးနဲ့ထွက်သွားမှလဲကိုကိုကိုပြန်ပြီးတော့မှမေးပါမသိရင် ငါဘာတွေကိုပြင်ဆင်ထားမလဲတရက်တရက်မှာကောင်းမှုကုသိုလ်တွေဘာတွေလုပ်ထားမလဲကိုကိုကိုပဲပြင်ဆင်ပါ သူများတေတာကိုပူဆွေးငိုကြွေးနေရင်ဘာကုသိုလ်မှမရဘူးတေးတဲ့လူလည်းပဲပြန်ရှင်လာမှာမဟုတ်ဘူးဒါအားလုံးသိပါတယ်ဒါကြောင့်မို့မတေးသေးတဲ့ကိုကလူဘဝမှာရှိတုံးရှိခိုက်လူဘဝမှာဘယ်လိုကောင်းမှုကုသိုလ်မျိုးတွေလုပ်ပြီးတော့ရှင်သန်မလဲဆိုတာစူးစမ်းရမှာဖြစ်ပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ